တင်းကျွတ်လိုက်ပြီးနေဟာနေသူနေမြတ်လို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရား190ကြာအောင် ဟောပြောပြီး လူပြေလူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခွန်တော်မြောက်တာဝရိန္ဒနတ်ပြည်ပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ြောင်းနေရမှာမြတ်စွာဘုရားတခင်ကိုရောမြတ်ဟာရ90ကြောင်းသတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရ90ကြောင်းထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရ90ကြာမြတ်တာဝန်ရင်းသားနတ်ပြည်မှာဟောဟောပြီးလို့ ဒီကနေ့လိုသတင်းကြလပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသက်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စัจ java လာတိုက်တဲ့တောင်းမှရှိကြတဲ့နတ်ဗြမအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကို ဆောင်းတန်းကြီး၃တွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတ္တမထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ပြမမင်းကြီးတို့နတ်ပြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကို လူပြည်အပြန်မှာ လိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရင်သာနတ်ပြည်က ဆောင်းတန်းဥကနေပြီးတော့လူပြည်လူလောကသင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့မြို့တကအနီးမှာဆောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေဆောင်းတန်းငွေဆောင်းတန်းဗရမျာဆောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လေကားကြီး၃စင်းပေါ့ဆောင်းတန်းလေကားကြီး၃စင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်